အလုံးပဲမင်္ဂလာပါဝမ်ချမြန်ရှိကမနေ့ရပဲပြင်သစ်နိုင်ငံသူအနီစာမက်ခ်ဆန်နဲ့ဘရိုနီကာတို့ရဲ့ပွဲကိုနိုဝင်ဘာ9ရက်နေ့မှာ ထိုးသက်ကြမယ်ဆိုပြီးတော့ကြေညာလာတာပါ အနီစာမက်ဆန်ကတော့ကစ်ဘောက်ဆင်သမားဖြစ်ပြီးတော့သူကစားသမားဘဝပွဲပေါင်း100ကျော်ထိုးဖူးပြီးတော့ကမ္ဘာများစွာကိုလည်းပိုင်ဆိုင်ထားတဲ့ဖိုက်တာတယောက်ပါ အန်နီစာမက်ဆန်ရဲ့အသက်က32နှစ်ရှိနေပြီဖြစ်ပြီးတော့ 1မှာ6ပွဲထိုးထားပြီး4ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတာပါအန်နီဆာမက်ဆန်ကအလဲထုတ်ပါဝါမရှိပေမဲ့ကစ်ဘောက်ဆင်သမားပီပီအမှတ်ယူကျွမ်းကျင်တဲ့ဖိုက်တာတယောက်ပါဘရိုနီကာကတော့ဝမ်မာနှစ်ပွဲထိုးတက်ဖူးပြီးတော့တပွဲနိုင်တပွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတာပါဘရိုနီကာကအခုမှ29နှစ်ပဲရှိပါသေးတယ် ဒီပွဲစဉ်က Bronica ရဲ့ပထမဦးဆုံး Kickboxing ပွဲဖြစ်တာနဲ့အညီအတော်လေးကိုခက်ခက်ခက်ခဲရုန်းကန်ရမယ်ပွဲစဉ်တပွဲလို့မြင်မိပါတယ်။မွေထိုင်းစီးမြင်းနဲ့ဆိုဘာမှတိတ်စိတ်ပူစရာမလိုပဲထိုးတက်နိုင်ပေမဲ့ Kickboxing တခါမှမထိုးဘူးသေးတဲ့ Bronica တယောက်ဒီပွဲအတော်လေးရုန်းကန်ရမှာပါ။ဒီပွဲပြီး2026မှာ Bronica တွေ့နိုင်ခြေရှိတယ်စတန်ဖက်တက်ကတော့ကစ်ဘောက်ဆင်တကားမှမထိုးဘူးသေးတယ်ဘရိုနီကာဖက်ကနေပြီးတော့ကာကွယ်ပြောဆိုသွားတာပါကစ်ဘောက်ဆင်မထိုးဘူးသေးတယ်ဘရိုနီကာကိုကစ်ဘောက်ဆင်မှာအသွေးကြုံအများကြီးရှိထားတဲ့အနီဆာမက်ဆန်လို ဖိုက်တာမျိုးနဲ့ပွဲမတည်ပေးသင့်ဘူးဆိုပြီးတော့စတန်ဖက်တက်ကဘရိုနီကာဖက်ကနေပြီးတော့ကာကွယ်ပြောဆိုသွားခဲ့တာပါ ဒါပေမဲ့ဘရိုနီကာကတော့ခုကတည်းကလက်ဝဲလက်အိတ်တွေနဲ့စတင်လေ့ကျင့်နေပါပြီဒီပွဲကိုအနိုင်ရဖို့အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပြီးတော့ချန်ပီယံဖြစ်တဲ့အထိမြမကုံကိုစောင်းနိုင်ဖို့အစွမ်းကုန်ကြိုးစားသွားမယ်ဆိုပြီးတော့ပရိသတ်တွေကိုဂတိပေးလာတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်